ားလုံးပဲမင်္ဂလာပါ GDS Channel ကနေပြန်လည်ကြိုဆိုလိုက်ပါတယ်ဝမ်ချက်ပြန်ရှိရဲ့ဂျပန်မှာကျင်းပခဲ့တဲ့1172ပြန်ပွဲကတော့ပြီးဆုံးသွားခဲ့ပြီဖြစ်ပါတယ်ဒီပြန်ပွဲကြီးမှာဆိုရင်တော့တွဲဆိုင်ကောင်းတွေပါဝင်ခဲ့ကြသလိုမထင်မထားတဲ့ရလဒ်တွေထွက်ပေါ်ခဲ့တဲ့တွဲဆိုင်တွေလည်းရှိခဲ့ပါတယ်ဒီနေ့မှာတော့1172ပြန်ပွဲကပရိသတ်တွေစိတ်ဝင်စားခဲ့တဲ့တွဲဆိုင်တွေအကြောင်းနဲ့ပတ်သက်ပြီးတော့ပွဲပြီးချင်းတွေကိုလည်းတုံးသက်တင်ဆက်ပေးသွားမှာဖြစ်ပါတယ်ကောင်ပွဲမှာတော့ရော့ထန်နဲ့ထာခဲရူရဲ့ကိဘောင်စင်စူပါ5ဖြစ်ကိုမှထိုးတက်ခဲ့ကြတာပါ ခပတ်လူပွဲမှာဟုတ်ပေမဲ့လည်း1 championship က၅ကြိမ်တွဲဆိုင်နေတဲ့ကိုစီစဉ်ပေးထားခဲ့တာပါ။ပရိသတ်တွေအကြကြီးဆောင်ခဲ့ရတဲ့တွဲဆိုင်ဆိုပေမဲ့လည်းတကယ်ထိုးတက်ကြတဲ့အခါမှာတော့စောင့်ရကြိုးမနေလိုက်ပါဘူး။ရော်ထန်ကတော့ပထမအချီမှာရင်ချွေးတောင်မထွက်လိုက်ပဲပွဲတိတ်အနိုင်ယူသွားခဲ့လို့ဖြစ်ပါရင်ဝေဖန်မှုတွေခံထားရပြီးတော့နောက်ပိုင်းမှာတော့ရော်ထန်နေနဲ့တေချာပြန်ပြင်ဆင်ထားခဲ့တယ်ဆိုတာကိုတွေ့ရပါတယ်။ပွဲစမှာနေရာစလုံးကလည်းလိုကစ်တွေနဲ့အကဲဆန်းတွေကဲချပြီးတော့ကျိုးဝိုင်းတောင်မှာထားခဲ့လို့ကတ်သွားတဲ့အချိန်ရော်ထန်ရဲ့ဘယ်ဝိုင်းမိပြီးတော့နောက်တောင်ကျသွားခဲ့ရတာလည်းဖြစ်ပါရင် ဂျိုးဝိုင်းနိုင်ကအမှတ်ရနေစဉ်အချိန်မှာပဲထာကယ်ရုရဲ့နီးပြားကချက်ချင်းပြတ်မထဘဲနဲ့အသက်ရှူဖို့ညွှန်ကြားတဲ့ပုံစံမျိုးလည်းတွေ့ရပါတယ်။တကယ်တဲ့အမှတ်စဉ်ရေရမှာဖိုက်တာတွေကရှစ်မတိုင်ခင်အထိပဲထလာခွင့်ရှိပါတယ်။အမှတ်စဉ်ရှစ်ရေလုံးမှာတစ်ဖက်ဖိုက်တာကမထလာသေးဘူးဆိုရင်တော့ဂျိုးဝိုင်းနိုင်ကပွဲရတာဖြစ်ပါတယ်။ထာကယ်ရုကတော့အမှတ်စဉ်ရှစ်ရေပြီးမှထလာပေမဲ့ဂျိုးဝိုင်းနိုင်ကပွဲကိုရက်လိုက်ပြီးပဲဖြစ်ပါတယ်။ဒါနဲ့ပတ်သက်ပြီးတော့လေထာကယ်ရုရဲ့နီးပြားဘွဲကဂျိုးဝိုင်းနိုင်ကိုစောတကတက်တာတွေလည်းရှိခဲ့ပါတယ်။ ဘလို့ပဲဖြစ်ဖြစ်ပါဆက်ထိုးမဲဆိုရင်တော့မှထာခဲရူအတွက်ကတော့မလွယ်နိုင်တော့ဘဲနဲ့ရော့ထန်ပွဲပွဲတင်သွားနိုင်ပုံများပါရင်ပွဲပြီးတင်းစားရှင်းလင်းပွဲမှာဆိုရင်တော့ချက်ထွေကရော့ထန်ကိုနောက်ပွဲမှာဘသူနဲ့ပွဲတွေ့ပေးမလဲဆိုတာကိုလည်းပြောပြလာပါရင်ချက်ထွေကလာမယ့်ပွဲမှာရော့ထန်နဲ့ဂျနတန်ဟက်ကာတီတို့ကိုတွဲဆိုင်ကိုစီစဉ်ပေးမယ်ဆိုပြီးတော့ပြောသွားခဲ့ပါရင် ရော့ထန်နဲ့ဂျွန်နတန်တို့ကလည်း flyway တန်းမှာနှစ်ကြိမ်တောင်မှထိတိုက်တွေ့ဆုံထားပြီးတော့နှစ်ကြိမ်စလုံးကိုရော့ထန်ကပဲအနိုင်ယူထားခဲ့တာပဲဖြစ်ပါတယ်။သူတို့ရဲ့တတိယမကြေပွဲကတော့ Bandan Way တန်းမှာဖြစ်လာမယ်လို့လည်းတည်ထားရပါတယ်။မကြေပွဲမှာလည်းရော့ထန်ကပဲထပ်ဆားသွားဖို့တော့မျှနေပါတယ်။1172ရဲ့ဒုတိယကောင်ပွဲမှာဆိုရင်တော့ Tower Chain နဲ့ Japan Fighter Noiri တို့က Featherweight Japan Champion ကိုလွတ်ခဲ့ကြတာပဲဖြစ်ပါတယ်။ဒီဘက်ကလည်းမထင်ထားတာတွေဖြစ်ခဲ့ရတဲ့တွေ့ဆိုင်လေးဖြစ်ပါတယ်။ လိုအီရီဟာနမဲကြီး K1 အဖွဲ့အစည်းမှာဝေတန်းတစ်ခုချန်ပီယံဖြစ်ခဲ့တယ်ဆိုပေမဲ့လည်းဝမ်ချန်ပီယံရှစ်မှာတော့ရလဒ်မကောင်းခဲ့ပါဘူး။ဝမ်ချန်ပီယံရှစ်မှာအဖွဲ့ပွဲနှစ်ပွဲဆက်တိကိုမှရှုံးနေထားခဲ့ရတာလည်းဖြစ်ပါရင်ဝမ်ချန်ပီယံရှစ်ကသူ့ကိုဂျပန်မှာလုံးမဲ့ပြိုင်ပွဲမှာပွဲထုတ်ချင်တာကြောင့်ပြီးခဲ့တဲ့ဇန်နဝါရီလမှာပွဲစီစဉ်ပေးခဲ့ပြီးတော့အဲ့ဒီပွဲမှာ Integrity ကိုအနိုင်ယူနိုင်ခဲ့လို့သာထောက်ဝါချိုင်းနဲ့ကိုထိုးကွင်းရလာတာပဲဖြစ်ပါရင် ။ထာဝချိုင်ကတော့ဒီပွဲမတိုင်ခင်ကကိုးပွဲစတိုက်အထိကိုအနိုင်ယူထားခဲ့တဲ့ fighter ဖြစ်တာကြောင့်အများစုကတော့ဒီပွဲမှာထာဝချိုင်ကပဲအသာရသွားမယ်လို့ထင်ထားခဲ့ကြတာလည်းဖြစ်ပါတယ်။ဒါပေမဲ့လည်း No Eri ကတော့အားလုံးမထင်မှတ်ထားတာကိုလုံပြသွားနိုင်ခဲ့ပါတယ်။တကယ်တမ်းကတော့ဒီပွဲမှာထာဝချိုင်ရဲ့ကစားပုံကလည်းမညံ့နေခဲ့ပါဘူး။အကွာဝေးကိုထင်ရင်လည်းဘဲချေကန်ပြီးတော့ဘဲလက်တီထိုးတဲ့ပုံစံနဲ့အစောပိုင်းနှစ်ချီစလုံးမှာအသာစီးယူထားနိုင်ခဲ့တာပါ။ဒါပေမဲ့လို့ No Eri ကတော့တဖြည်းဖြည်းလက်သီးထိုးချက်တွေပို့ထွက်လာခဲ့ပါတယ်။ဂျပန်ဖိုက်တာရဲ့လက်သီးလှည့်မြင်မှုပိုင်းကလည်းတန်းတစ်ခုမှရှိနေတာကြောင့် ထာဝရချိုင်းကိုစက်တိုက်ကိုမှဖိအားပေးလာနိုင်ခဲ့ပါတယ်။တတိယကြီမာတွင်노이리ရဲ့ထိုးချက်တွေကြောင့်ထာဝရချိုင်းအမှတ်စဉ်ရေခန့်လိုက်ရပေမဲ့လို့ပြန်တော့ထလာနိုင်ပါသေးတယ်။ပြန်ထလာခဲ့တဲ့ဆိုပေမဲ့လို့အမှုမပြေသေးတဲ့အကြောင်းနိုအီရီကတော့ဇတိုက်ကိုမှဖိထားလာခဲ့ပြီးတော့ထဝချိုင်ကတော့ဘာမှကိုမှမတုတ်ပြန်နိုင်တော့လို့ကျိုးဝိုင်းနိုင်ကလည်းပွဲရလာရပါတယ်။မထင်မှန်ထားရတွေကိုလုံးပြရင်နဲ့နိုအီရီကတော့အင်ရှင်ပရိတ်သတ်ရှေးမောက်မှာအောင်ပွဲခံနိုင်ခဲ့တာပဲဖြစ်ပါတယ်။ ဖက်ဒါဝေးကဲပေါင်စင်ကြားပြည့်ချန်ပီယံဖြစ်လာခဲ့ပြီးတဲ့နောက်မှာတော့လိုအီရီကခပတ်ပေါင်းစည်းပွဲဖြစ်ကုန်မှာလက်ရှိချန်ပီယံစူပါဘောနဲ့ထိုးတက်သွားရမှာလည်းဖြစ်ပါရင်လိုအီရီနဲ့ထာဝါကျိုင်းတို့ကြောင့်မှလည်းရားလည်းမပြတ်သားတဲ့ပဲနဲ့ထပ်ပြီးတော့စည်ရင်ရှင်းကြရအောင်မယ်လို့လည်းပြောလို့ရပါရင်အရင်ဆုံးလိုအီရီနဲ့စူပါဘောလို့ရင်ခပတ်ပေါင်းစည်းပွဲထိုးတက်ပြီးသွားရင်တော့ထာဝါကျိုင်းနဲ့လိုအီရီတို့ရဲ့မကြေပွဲကလည်းဖြစ်လာနိုင်ပါရင် ဝမ်ချန်ပီယံရှင်နဲ့ MMA Flyweight တန်းဟာဆိုရင်တော့ဒီချိန်အားယူသွားပြီးကလေးကချန်ပီယံနေရာကတော့လက်လက်နေခဲ့ရတာပါလက်လက်နေတဲ့ချန်ပီယံနေရာအတွက်ကောမှာ1172ပြိုင်ပွဲမှာဆိုရင်တော့ Adriano Morris နဲ့ Julia Wakamatsu တို့ကလည်းခပတ်လူပွဲကိုထိုးတက်ကြပါတယ်ဒီဖိုက်တာနှစ်ယောက်ကတော့ပထမအဆုံးအချိန်တွေ့ဆုံမှုကတော့အဒရီယာနိုကပဲချုပ်ကွက်တဲ့ကိုမှအနိုင်ယူနိုင်ခဲ့တာဖြစ်ပါတယ်။ဒါကြောင့်မလို့ဒီဒီချိန်တွေ့ဆုံမှုမှာဆိုရင်လည်းအဒရီယာနိုကပဲအသာရသွားမယ်လို့ထင်ထားခဲ့ကြတာဖြစ်ပါတယ်။ ပထမအချိန်မှာအန်ဒရီယာနိုကထိတ်တောင်းချဖို့ကိုစ조사ခဲ့ပေမဲ့လို့မအောင်မြင်ပဲခင်နဲ့ရှင်ထိုးရံမှာယူရကပဲအသာရနေခဲ့တာလည်းဖြစ်ပါ යි ကျိုးဝိုင်းနောက်မှာယူရကလက်တီတွဲလုံးတွေနဲ့ကိုဇက်တိုက်ထိုးတက်ပြသွားခဲ့ပြီးတော့အန်ဒရီယာနိုကလည်းလဲကျသွားတဲ့အချိန်မှာ ground နဲ့ pound နဲ့ကိုမှလိုက်ပြီးတော့ပွဲသိမ်းပေးလိုက်တာလည်းဖြစ်ပါ යි ဒီလိုနေပဲယူရဟာ flyweight တန်းရဲ့ champion အတစ်ဖြစ်လာသလို bonus ကြီးဒေါ်လာ9000ကိုလည်းတင်ပိုက်သွားနိုင်ပါ යි ဂျပန် fighter တွေကတော့သူတို့ရဲ့အားသာချက်ဖြစ်တဲ့ lefty speed ဘိုင်းကိုအားကိုပြီးတော့နိုင်ပွဲတွေကိုယူပြနေတာလည်းဖြစ်ပါ යි ဝါဂါမဆူရဲ့လင်မြန်းတဲ့လက်တီတွယ်လုံးတွေကြောင့်လည်းအဒူရီယန်တို့ကပဲဘာမှကိုမမတုတ်ပြန်နိုင်သေးပဲနဲ့အခုလိုအရှုံးပေးလိုက်ရတာလည်းဖြစ်ပါတယ်။နှစ်ကြိမ်တွဲဆုံထားကြတဲ့သူတို့နှစ်ဦးရဲ့တွဲဆိုင်ဟာဆိုရင်လည်းရားလက်မပြတ်သားသေးဘူးလို့လည်းပြောလို့ရပါတယ်။ဒါကြောင့်မလို့မချေပွဲလည်းဖြစ်လာဖို့ရှိပါတယ်။ဝမ်ချမ်ပီယံရှစ်ကအဒူရီယန်တို့နဲ့ယူရကိုချက်ချင်းမချေပွဲတဲပြီမလား။ ဒါမှမဟုတ်ရင်တခြားသောဖိုက်တာကိုအရင်အခွင့်ရပေးအောင်မလားဆိုတာကတော့ဆက်လက်ဆောင်ကြည့်သွားရမှာလည်းဖြစ်ပါပြီ1172ပြိုင်ပွဲကြီးမှာတော့ Rotan နဲ့ Takeru ရဲ့တွဲဆိုင်ပြီးရင်ပရိသတ်တွေစိတ်ဝင်စားစွာဖြစ်တဲ့တွဲဆိုင်ကတော့ Super Lane နဲ့နဘီတို့ရဲ့တွဲဆိုင်ပဲဖြစ်ပါပြီပထမအဦးဆုံးအကြိမ်တွေ့ဆုံမှုမှာတော့က Super Lane ကိုရှုံးနေထားခဲ့ရတဲ့နဘီဟာဆိုရင်တော့ဒီပွဲမှာရှုံးကျွေးဆက်နိုင်ဖို့ဆန္ဒပြပြနေခဲ့တာပါ ။ဒီပွဲကတော့ Super League 1မှာထိုးတက်ခဲ့တဲ့ပွဲစဉ်တွေထဲမှာအဆိုအဝါဆုံးပွဲစဉ်တစ်ပွဲဖြစ်ခဲ့တယ်လို့ပြောလို့ရပါတယ်။ပထမအကြိမ်တုန်းကထက်အများကြီးကမှပိုတိုးတက်လာတဲ့နှပီးကို Super League ကတော့ဘလို့မှမရှင်းနိုင်တော့တာကိုလည်းတွေ့ခဲ့ရပါတယ်။ပထမအကြိမ်မှာကလေးက Super League ကလည်းအမှတ်စဉ်ရေခံခဲ့ရပြီးတော့အချီပြေသွားလို့သာအလဲထိုးမခံခဲ့ရတာပဲဖြစ်ပါတယ်။နဗီကတော့ဒီပွဲမှာသူ့ရဲ့ပုံစံအတိုင်းပဲအကွာအဝေးထိန်းရင်းနဲ့တတိတသက်ကိုမှကစားပြသွားခဲ့တာပဲဖြစ်ပါတယ်။ပထမပွဲတုန်းကလိုမဟုတ်တော့ဘဲနဲ့မချီပွဲမှာတော့သူ့ရဲ့အရာအပေါင်းနဲ့ခြေတံလက်တံတွေက Super League ကိုကောင်းကောင်းဒုက္ခပေးသွားနိုင်ခဲ့ပါတယ်။ ။နောက်ဆုံးမှတော့နဘေးကပဲအမှတ်အပြတ်တက်နေကိုမှအနိုင်ရရှိသွားခဲ့တာဖြစ်ပါတယ်။အစားရုံးကတော့ဒီတွဲဆိုင်ဟာခပတ်လူပွဲအနေနဲ့စီစဉ်ထားခဲ့တာဖြစ်ပြီးတော့နဘေးကလည်းချန်ပီယံတူဖြစ်လာရတော့မှာပဲဖြစ်ပါတယ်။ဒါပေမဲ့လို့ပွင့်မတန်ခင်မှာစူပါလက်ကဝိပူသွားခဲ့တာကြောင့်ချန်ပီယံခပတ်ကတော့ဖြုတ်ချခံလိုက်ရပါတယ်။ပုံမှန်ဆိုရင်တော့ချန်ပီယံကခပတ်ဖြုတ်ချခံလိုက်ရရင်တော့ချန်ပီယံလူပွဲအနေနဲ့ကိုဆက်လက်ကျင်းပတက်ကြပြီးတော့စင်ခေါ်သူနိုင်ရရင်ချန်ပီယံပွဲကိုပေးရတတ်ပါတယ်။ ဒါပေမဲ့လို့ညှိနှိုင်းမှုတွေပြီးမှာတော့ဝမ်ချမ်ပီယံရှစ်ကဒီတွဲဆိုင်ကိုချန်ပီယံလူပွဲအနေနဲ့မဟုတ်တော့ဘဲနဲ့တုံးကြီးရိုးရိုးတွဲဆိုင်အနေနဲ့သာပြောင်းလဲလိုက်တာပဲဖြစ်ပါရင်မူလာကတော့ဒုတိယကောင်ပွဲအနေနဲ့ကိုစီစဉ်ထားရကနေ6တွဲမြောက်ဆိုင်တွဲအထိကိုလည်းရွှေ့ဆန်းလာရပါရင်ဒါကြောင့်မလို့နဘီတွဲကတော့နင်းနာသွားခဲ့ရပြီးတော့ချန်ပီယံဖြစ်မလာခဲ့ရပါဘူး ဒါပေမဲ့လို့နဘီရဲ့ဗတန်ဝေဂျာဖြတ်ချက်ပြန်ဆိုတဲ့ကွန်ဘိုကတော့ဆက်ရှိနေတော့ပဲဖြစ်ပြီးတော့သူနဲ့စူပါလက်တိုရဲ့ခပတ်ပေါင်းစည်းပွဲကလည်းဆက်ထိုးရအောင်မှလည်းဖြစ်ပါရင်ဝမ်ချန်ပြန်ရှိကတော့နောက်ပွဲကျရင်တော့နဘီနဲ့စူပါလက်တွဲဆိုင်ကိုပဲခပတ်လူပဲခေါင်းစဉ်အောက်ကနေပြန်တင်လာနိုင်ပါရင်မကြေပွဲမှလည်းစူပါလက်အနေနဲ့ပုံမှန်ဂိမ်းပလန်တွေနီးပြူဟာရီတိုင်းကိုရင်ဆိုင်လို့တော့မရနိုင်ပါဘူးနဘီရဲ့ရင်မောင်းအတွက်ကတော့စူပါလက်အနေနဲ့အပြေရှာဖို့လိုအပ်နေပြီလည်းဖြစ်ပါရင် 1172မှာ German Fighter တွေက Zetaq ကိုမှရလက်ကောင်းခဲ့ပြီးတော့ Champion တွေဖြစ်လာခဲ့ပေမဲ့ Champion ဖြစ်မလာရတဲ့ Fighter ကတော့ Kana ပဲဖြစ်ပါရင် World Championship က Kana ကိုခေါ်ယူစဉ်တုန်းတည်းကလည်း Fajija နဲ့ကိုမှပွဲတည်ပြီးတော့ခပတ်လူခိုင်းချင်ခဲ့တာပါဒါပေမဲ့လို့ကာနာဟာဖွင့်ပွဲမှာအနီးစားမက်ဆန်ကိုရှုံးနေသွားလို့ဝမ်ချမ်ပီယံရှိရဲ့အစီအစဉ်တွေကလည်းကမောက်ကမောက်ကိုမှဖြစ်ကုန်ပါတယ်။ Well Friday Fight 95မှာတော့ကာနာကိုဘဝချက်လက်ဆန်နဲ့ကိုပွဲတည်ပေးခဲ့ပြီးတော့အနိုင်ရရှိသွားတဲ့အခါမှာချက်ချင်းပဲဖဂျီဂျာနဲ့ကိုခပတ်လူပွဲတည်ပေးလိုက်တာပါ။ ဂျပန်ဖိုက်တာဖြစ်တဲ့ကာနာဟာဆိုရင်လေဒီပွဲမှာသူမရဲ့လျင်မြန်မှုနဲ့ဖူကော့ပိုင်းကိုအားပြုပြီးတော့ထိုးတက်သွားခဲ့တာဖြစ်တယ်လို့ဖဂျူဂျာကတော့ပါဝါပိုင်းကိုအဓိကအားပြုကစားသွားတာပဲဖြစ်ပါတယ်။ထိကျက်ပိုင်းမှာဆိုရင်တော့ဖဂျူဂျာကပဲအသာစီရခဲ့ပြီးတော့ကာနာကလည်းအကောင်းဆုံးတော့တုတ်ပြန်သွားခဲ့ပါတယ်။အစောပိုင်းမှာသာအသာမရထားတဲ့ကာနာဟာဆိုရင်တော့နောက်ပိုင်းခြေတွေမှာအတင်းလိုက်ထိုးပေမဲ့လေဖဂျူဂျာနဲ့ဒီဖန်နင်းပိုင်းနဲ့ half movement ပိုင်းတွေကတော့ကောင်းမွန်နေခဲ့ပါတယ်။နောက်ဆုံးအချိန်ပြီးကနေမှာတော့ဖိုက်တာနှစ်ယောက်ကဂက်ဖွင့်ပြီးတော့စိုင်ထိုးကြရင်လည်းပွဲကိုမြန်မြန်ဆန်ဆန်ပဲကိုအဆုံးသတ်ခဲ့ကြပါတယ်။ ဒီဘက်မှာ fighter တွေကစလုံးကတော့တစ်ချိန်မှလည်းအမှတ်စင်ကြီးမခံခဲ့ရတာကြောင့်ထိချက်ပိုင်းကိုပဲအဓိကကြီးခဲ့ရပြီးတော့ထိချက်ပိုသားတဲ့ဖက်ကြီးကြားကိုပဲအမှတ်ပေးတိုင်တွေကအနိုင်ပေးလိုက်ခဲ့ကြတာပဲဖြစ်ပါတယ်။ဖက်ကြီးကြားဟာဆိုရင်တော့နှစ်ထပ်ကွန်းချန်ပီယံဖြစ်ဖို့အတွက်ကလည်းပြတ်မှတ်ထားခံနေရပြီးတော့ဒီဝင်းမတိုင်ကြီးကတည်းမှကအတန်ဝဲမွေထိုင်းချန်ပီယံအလီရှာရိုဒရီဂက်ကိုစိန်ခေါ်နေကြတာလည်းဖြစ်ပါတယ်။ကာနာကိုအနိုင်ယူနိုင်ခဲ့တဲ့ပွဲပြီးဂျိုးဝိုက်တွင်းမှာအင်တာဗျူးမှာဆိုရင်လည်း က်ကြီးဂျာဟာအလဲရှာရိုဂျီကက်ကိုထပ်ပြီးတော့စင်ခေါ်သွားခဲ့ပါတယ်။သူမအနေနဲ့2025ခုနှစ်တဲမှာပဲနှစ်ထပ်ကွမ်းချန်ပီယံဂုံပုတ်ကိုပိုင်ဆိုင်ချင်နေတာဖြစ်ပြီးတော့အလဲရှာဘက်ကတော့လည်းထိုးပုတ်ကိုဆန္ဒရှိကြောင်းကိုတုံ့ပြန်ထားပါတယ်။ဒါကြောင့်မလို့ဒီတွဲဆိုင်ကိုတော့ဝမ်ချန်ပီယံရှိဘက်ကစီစဉ်ပေးဖို့ပဲလိုတော့တာဖြစ်ပါတယ်။အသက်42နှစ်ရှိနေပြီဖြစ်တဲ့ Sam A ဟာဆိုရင်လည်း Champion ပြန်ဖြစ်ဖို့အတွက်ကိုရှော့မပေးတိပဲနဲ့ပြန်လည်ကြိုးစားနေကြတာလည်းဖြစ်ပါတယ်။ One Champion ရှေ့ကတော့နှစ်ပွဲဆက်ကိုနိုင်ပွဲရထားတဲ့ Sam A ကို 1172ပြိုင်ပွဲမှာဂျိုနသန်ဒီဘယ်လာနဲ့ကိုမှာစထရော့ဝေးကက်ပေါင်စင်ဂျာပြက်ချန်ပီယံလူပွဲကိုတည်ပြလိုက်ပါရင်ဝမ်ချန်ပီယံရှစ်ကတော့သူကိုချက်ချင်းခပ်ပတ်ကိုပြန်မစင်ခေါ်ခိုင်းပင်နဲ့ဆမ်မီနဲကိုမှာဂျာပြက်ကိုချန်ပီယံလူခိုင်းခဲ့တာလည်းဖြစ်ပါရင် ဆမ်မီကတော့အသက်အရွယ်ရနေပြီဆိုပေမဲ့လို့သူတက်နိုင်တလားအကောင်းဆုံးလုပ်ပြသွားခဲ့ပါတယ်။ဒါပေမဲ့လည်းအသက်အရွယ်ရကတော့အကောင်းဆုံးအချိန်မှာရှိနေသေးတယ်။ဂျနတန်ဒီဘဲလာလိုဖိုက်တာမျိုးကိုတော့ရှင်ဖို့ဆိုတာကတော့မဖြစ်နိုင်ခဲ့ပါဘူး။ဒီဘဲမှာဂျနတန်ဒီဘဲလာကပဲပွဲကိုပိုလွှမ်းမိုးထားနိုင်ပြီးတော့ထိကျောက်ပိုင်းကလည်းအသာစီရရှိနေခဲ့ပါတယ်။ငါးကြီးပြည့်တဲ့ထိပ်ကိုမှအနိုင်ရှုံးမပေါ်ခဲ့ကြတာကြောင့်ဒိုင်းဆုံးဖြတ်မှာဆိုရင်လည်းပွဲကိုစိုးမိုးထားနိုင်တဲ့ဂျနတန်ဒီဘဲလာကပဲအနိုင်ရရှိသွားခဲ့ပါတယ်။ဂျာပြက်ချန်ပီယံဖြစ်လာခဲ့တဲ့နောက်မှာတော့သူနဲ့ပတ်တီဂျာရိုရဲ့ခပ်ပတ်ပေါင်းစည်းပွဲကလည်းဖြစ်လာရတော့မှာပဲဖြစ်ပါတယ်။ ပထမချိန်မှာအမှတ်နဲ့ကိုရှုံးနေထားခဲ့ရတဲ့ဂျွန်နတန်ဒီဘဲလာကမကြေပွဲမှာရောဘလောက်ထိကိုမှပြန်လို့ပြနိုင်မလဲဆိုတာကိုလည်းစောင့်ကြည့်သွားရမှာလည်းဖြစ်ပါတယ်။တခြားသောတွဲဆိုင်တွေအနေနဲ့ဆိုရင်တော့အန်ဒရီယန်လီက1172မှာသူ့ရဲ့တတိယမြောက်ပွဲကိုလည်းရယူသွားနိုင်ပါတယ်။ အဒရန်လီကတော့ပွဲနာနီးမှကိုတွဲဆိုင်အပြောင်းလဲဖြစ်သွားခဲ့ရပြီးတော့နောက်ထပ်ဂျပန်ဖိုက်တာတူဖြစ်တဲ့တာခဲဟာရုအိုကာဝါနဲ့ကိုမှထိုးတက်ခဲ့ရတာလည်းဖြစ်ပါရင်သူရဲ့ပုံစံတိုင်းပွဲပွဲစားပြီးဆိုကြတဲ့ကအရန်ကိုမှကြမ်းတမ်းတမ်းထိုးတက်တဲ့အဒရန်လီဟာပထမချီမှာပဲအနာဂိုနာချိုးကွက်နဲ့ကိုပြိုင်ဘက်ကိုပွဲသိမ်းပေးလိုက်နိုင်ပြီးတော့ဘောနပ်စ်ဒေါ်လာ9000ကိုပါစုကူသွားနိုင်ခဲ့ပါရင် ဝမ်ချန်ပီယံရှစ်ကတော့မွေထိုင်းပိုင်းမှာထောက်လျှောက်ဆန်းတက်နေတဲ့ဂျွန်လင်းကာဟာဆိုရင်တော့1172မှာတော့ကစ်ပေါင်စင်ပွဲကိုထိုးတက်ခဲ့ရတာပါသူတွေကတော့ပထမဦးဆုံးကစ်ပေါင်စင်အတွေ့အကြုံလည်းဖြစ်တယ်လို့ပြိုင်ဘက်ကလည်းချန်ပီယံဟောင်းဟီရိုကီအာကီမိုတိုလည်းဖြစ်နေခဲ့ပါတယ်သူမကြွချင်းတဲ့စီမင်းအောက်မှာချန်ပီယံဟောင်းနဲ့ကိုထိုးတက်ရတာတော့မှာ ဂျွန်လိုင်းကကတော့အကောင်းဆုံးကိုရှင်ထိုးပြသွားနိုင်ခဲ့ပါတယ်။ရှုံးနေခဲ့ရတယ်ဆိုပေမဲ့လည်းအပြတ်သက်ကိုရှုံးနေခဲ့ရတာမျိုးတော့မဟုတ်ဘဲနဲ့ split decision နဲ့ကိုမှကပ်ပြီးတော့ရှုံးနေခဲ့ရတာလည်းဖြစ်ပါတယ်။အမှတ်ပေးတိုင်းတဦးကအာကီမိုတိုကိုအနိုင်ပေးပြီးတော့ကျန်တဦးကတော့ဂျွန်လိုင်းကကိုအနိုင်ပေးထားခဲ့တာလည်းဖြစ်ပါတယ်။ဝမ်ချန်ပြန်ရှိအနေနဲ့ဂျွန်လိုင်းကကိုသူမကျွမ်းကျင်တဲ့စီးမြင့်တွေအောက်မှာမကစားစေတော့ဘဲနဲ့ MMA ပွဲကိုပြန်လည်တည်ပေးတင်နေပြီလေဖြစ်ပါရင် ကနေ့တင်ဆက်မှုလေးကတော့ဒီလောက်ပါပဲခင်ဗျာလာမယ့်နေ့ရက်တွေမှာလည်းအားကစားလောကရဲ့စိတ်ဝင်စားစရာအကြောင်းအရာတွေကိုတင်ဆက်ပေးတော့မှာဖြစ်လို့ channel လေးကိုလည်း like and subscribe လေးလုပ်ပေးခဲ့ကြဖို့တောင်းဆိုချင်ပါတယ်နော်အားလုံးပဲတာယာပျော်ရွှင်ပွဲရကောင်းတဲ့နေ့ရက်လေးတွေကိုပိုင်ဆိုင်နိုင်ကြပါစေခင်ဗျာ